နယ်သာလန်လာဖို့ပါလို့အဲ့လေပရိုကြီးလေအဓိကအလောက်ကရောအပန်းမကြီးရင်ဟောဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ခုတင်ပေးရပါတယ်နယ်သာလန်ကိုဘယ်လိုလာလို့ရမလဲဆိုတဲ့ဗီဒီယိုပါအသေးစိတ်ပြောပြထားပါတယ်ကဲထားပါတော့နယ်သာလန်ရဲ့အဓိကဘာသာစကားကတော့ Dutch language ပါ English ကိုလည်းသုံးပါတယ်ဒါပေမဲ့မိခင်ဘာသာစကားကတော့ Dutch language ပေါ့နောက်တစ်ခုကတော့အလောက်အကန့်ရှားပါလား အလုတ်ကံရမရှာပါပါဘူးဘာသာစကားတစ်ခုတည်းရင်အလုတ်လုပ်လို့ရပါပဲကျွန်တော်ကိုဒီဗီဒီယိုကနေစားတွေ့တဲ့လူတွေရောဒါမှမဟုတ်ကျွန်တော်ရဲ့ Netherlands ဗီဒီယိုတခုခုကနေစားတွေ့တဲ့လူတွေရောကျွန်တော်ဘက်ကနေ Netherlands နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ social media platform တွေမှာပုံမှန်တင်ပြသွားမှာပဲဖြစ်ပါတယ်အခုတော်တော်များများလက် Netherlands ဘက်ကိုလာကျင်တဲ့သူတွေများတယ်အခုတတိပေးကျင်တာကလူလိန်တွေများပါတယ်ကိုယုံကြည်ရတဲ့ပွဲစားတွေအေဂျင့်တွေနဲ့ချိတ်ဆက်ပြီးတော့လာကြပါလူလိန်တွေကိုဂယုစိုက်ကြပါ ပမ်းမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ TikTok, YouTube, Facebook account တွေကိုလည်း like and follow subscribe လေးလုပ်ခဲ့ပေးပါ။တီးချင်တာရှိရင်ကျွန်တော်ကို6ဘောက်ကနေမေးလို့ရပါတယ်။ကျွန်တော်လည်းအားတဲ့အချိန်ကျရင်ကျွန်တော်တီးတလောက်တက်တလောက်တွေကိုပြန်ပြီး sharing လုပ်ပေးပါမယ်။အားလုံးကြည့်ယူဆိုင်ကြပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။